အားလုံးပဲမင်္ဂလာပါရှင်မြမဝါရီတီချန်နယ်ကနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာတာတေးရေးသားထားတဲ့ကိုသိန်းချိုင်းကဝေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းမစသေးခင် channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တစ်တင်နိုင်မှလည်းသိရှိနိုင်မှု nudi bell လေးနဲ့ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ရှင်လှုပ်ပြီးဂတိတူရဲ့လူပြားကျောက်ဆရာကြီးဆိုင်းလုံးဖောင်ပြောတာပါကျောက်ရအောင်ယူပေးတဲ့တိတ်ဆုံးမင်းကို ပုပ်ပါရုံကြောင်းမှာပဲတောင်းဝင်းလုပ်တယ်။စေးတောင်းဝင်းသုံးချောင်းထွက်တယ်ဗျ။တေးရွက်သေးချောင်းတီကိုတော့အချောက်လန်းအမှုတ်ထောင်းပြီးစေးတောင်းတွေလုပ်တယ်။စေးတောင်းဝင်းတီကိုဗပုစရာနဲ့နဂါကောင်းလက်ကင်တွေထုတယ်။ပြီးရောမှပေါ်လေးတင်တယ်။နဂါကောင်းတော့ရွှေပိချတာဗျ။တစ်ဆုံဆိုတာတတော်ဟုတ်ထူတဲ့တစ်သားပဲဗျ။အာလုံးလောက်ကန်ပြီးတော့ဆရာတော်ကိုတစ်ဆုံစေးတော်တထောင်းနဲ့နဂါတောင်းဝင်းတစ်ချောင်းလှူတယ်။ကျုပ်ကတော့တစ်ဆုံစေးတော်တထောင်းနဲ့မြက်ကွင်းစေးတထောင်းပေးရဲ့။ဖြည့်စေးဥပါပေးရဲ့ဗျ။ တိလားသမားတီရှိသလောက်ဂတိလဲအင်မတန်တီရဲ့ဆရာကြီးပါဗျဆရာကြီးဆိုင်းတော့ပါပြန်သွားပြီတနည်းလောက်ရှိတော့ဗန်ဝေးကိုလူတယောက်ရောက်လာတယ်ဗျဒီလူကဝေဆိုပဲကြောက်လဲမသိပါဘူးဗျတရားကျောက်စီကိုဗန်ဝေးကကြောက်နေဆိုတဲ့အကောင်ရောက်လာပြီပြောလို့သိရဗျဟာကြောက်နေဘယ်လာတာတော့ကိုတာဒေစီကိုပဲလာတာပါဗျကိစ္စနည်းနည်းရှိလို့ပါအေးလာလေကွာကျောက်ထာနေရဲ့မကြီးပင်အောက်ကကိုပြစ်ပေါ်ကိုခေါ်လိုက်တယ်ဟဲ့ ဒါဗန်မွေးကောကကြောက်နေမို့လားကျောင်းမေကအိမ်မောကနေပြီးတော့ကြောင်းနေကိုလှမ်းနှုတ်ဆက်တယ်ဟုတ်ပါအကြီးအေးအဘတို့အကြီးကိုနေကောင်းကြရလားဗျအေးကောင်းပါတော့နေမိန်စိန်ကြီးရောနေကောင်းရလားဟဲကြောင်းနေဟိုတလုံးကတော့နည်းနည်းဖျားသေးတယ်အကြီးရဲ့ခုတော့ကောင်းသွားပါပြီဩအေးအေးအဲ့ဒီမှာနေကိုတာတင်နဲ့ထိုင်ကြအကြီးရင်းနှီးချမ်းထက်လာအောင်မယ်ကြောင်းနေကြောင်းနာမှာဝင်ထိုင်နေဗျခနာကြတော့အမေကလက်ဖက်သုံးနဲ့ရင်းနှီးချမ်းရှူလာပြီးတဲ့တယ်ဗျအကျန်းလေးတောက်ရင် တပတ်တုတ်စာရဲ့အညီကိုစကားပြောကြပေါ့အရင်နောက်ပိုင်းရကြော်မောင်တို့ဘက်ခဏသွားလိုက်အောင်မေဒီကောင်လေးဝက်ပေါ်မယ်ပြောတယ်ပေါ်ပြစ်သလားသွားမေးလိုက်အောင်မေကြောက်နေတမေးစားပြီးမှဖြည်းဖြည်းပြန်သိလားမစားတော့ပါဘူးအရင်ရအောင်မေတော့စိန်ကြည့်တာငိုင်းကိုရောင်းပြီးမှတမေးမစားပဲပြန်လို့ရမလားဟဲ့ကဲထားရုံအရင်မကြောက်အခုပဲပြန်လာခဲ့မေပြောပြောဆိုဆိုအမေကတပတ်လေးတစ်ထည်ခေါင်းပေါ်တင်းပြီးထွက်သွားတယ်ပြုတ်ကဲကြောက်နေပြောပါဦးကွာ ဘာကိစ္စများလဲဒီလိုကိုတာတည်းရဲ့ကျုပ်တို့ရွာမှာလူထုလူစံတရားရောက်နေရဲ့ဗျဟေးဟုတ်လားဆရာလားကွအင်းဆရာလို့ပြောရမလားဘိုးတော်ခေါ်ရမလားတော့မသိပါဘူးစွမ်းတော်လွတ်စွမ်းတာတာတည်းရဟေးဟုတ်လားအကြောင်းနေဘာလို့စွမ်းလို့တော့ငောက်လဲပြောပြပါအောင်ဟာဒီလူစားရောက်တော့ရွာလဲမဝင်ဘူးဗျတင်းချန်ကုန်းနေရဈေးရမှာနေရရွာသားတချို့ကဘာလဲဆိုပြီးသွားအကဲခတ်တဲ့ချိန်မှာဒီလူကအစွမ်းပြတော့တာပဲအင်းဘလို့အစွမ်းပြတာတော့ကွာ မွေးလေးခေါ်တာဗျမွေးလေးဟွန်းမွေးယူဒီလိုကခေါ်လို့ရသလားကွရှားပါဗျာရွာကိုအောင်ကျော်ကြီးကျုပ်ကိုပြန်ပြောတာဗျပထမဆုံးဒီစီကဂါနာတွေဘာတွေရွတ်ခေါ်လိုက်ကြတချွာတော့ရှိရဲ့မွေးနီနီရဲရဲလေးတကောင်ရောက်လာတယ်ဆိုပဲအဲ့ဒီမွေးနီနီကတေးသေးလေးပဲမြင်ဒီနယ်မြေမှာရှိသမျှဝင်ဆိုးတွေရဲ့အချုပ်လို့ပြောတယ်တဲ့အဲ့ဒီမွေးစင်းလေးကိုဒီစီကလူတယောက်နဲ့စကားပြောသလိုပြောတာလေဗျငါမွေးဟောက်ပနက်ကောင်နဲ့ ဝေဝေးဘဲအရွယ်တကောက်လို့ခြင်းနဲ့မင်းအခုချက်ချင်းလှုပ်ပေးရမယ်လို့အမိလေးခိုင်းလိုက်တာဝီနီယာနဲ့လူစကားကောင်းကောင်းနားလည်တဲ့ပုံပဲချက်ချင်းလဲထွက်သွားပြီးတော့သိမကြဘူးတဲ့ဗျအဲ့ဒီဆရာပြောတဲ့အတိုင်းငွေဟောင်ကြီးနှကောင်နဲ့ငွေပွေးကြီးတစ်ကောင်ရောက်လာတယ်ဆိုပဲအဲ့ဒီဆရာကမင်းတို့ရောက်လာပြီလားတက်ခဲဈေးရပေါ်တက်ခဲလို့ခေါ်လိုက်တော့ငွေသုံးကောင်ကတက်လာကြတယ်ဆိုပဲကိုအောင်ပေါ်ယူဆိုရာကြောက်လို့လို့အတောင်းတဆက်ဆက်တုံနေရဲ့ဆိုပဲဗျမင်းတို့သုံးကောင် ဟိုနေရာမှာငင်ငိမ့်သွားနေကြလို့လညိုးထိုးပြလိုက်တော့ငွေတွေကလူစကားနားလည်နေတဲ့အတိုင်းပဲသွားပြီးခွေနေကြတာလှုပ်ကိုမလှုပ်တော့ဘူးဆိုပဲဒီရောမှအဲ့ဒီဆရာကပြောတယ်တဲ့သူဒီညာတရားထိုင်နေတဲ့အချိန်မှာသူ့ကိုစောင့်ရှောက်ဖို့ခေါ်တာလေဗျဟာဒီလောက်ကိုစွမ်းတာလားကြောက်နေရဲ့အဲ့ဒါနဲ့ကိုအောင်ပေါ်ကြီးကိုလည်းအဲ့ဒီဆရာကိုရှစ်ခိုးကြတော့တာပေါ့ဗျသူတို့ပြန်လာတော့ရွာထဲမှာဒီတရင်ကပြန်သွားတော့တာပေါ့တချို့ကလည်းတင်းကြိုင်းကုန်းနေသွားပြီးမရမလဲနဲ့သွားပြီးအကဲခက်ကြတာပေါ့ဗျ ဒီမှာရင်ပို့ပြီးအံ့ဩစရာတွေတွေ့လာကြတာပြို့ဟေးဘာတွေတွေ့လာလို့လဲကွကိုတာတဲ့မွေကြီးနှကောင်ကအဲ့ဒီဆရာတရားထိုင်နေရဲ့ခေါင်းပေါ်ကထုတ်တန်းကြီးပေါ်မှာခွေနေကြတာတဲ့တကောင်ကဆရာရဲ့လက်ပြီးမှပတ်ပြီးငိတ်နေရတယ်ဗျဆရာကတော့တရားထိုင်တော့မပြတ်ဘူးဆိုပဲအော်တော်တော်တော့စွမ်းတာပဲကွအင်းနောက်တနေ့မိုးလင်းတော့ကျုပ်တို့ပန်းမွေးကုန်းကရွာတဲ့သူ့အိမ်ကြွားပါငါအိမ်ကြွားပါနဲ့ဆရာကိုသွားပြီးပြင်ကြတာအလူအယက်ပေါ့ဗျဟေးဟုတ်လား ဒါတက်ဒီစရာရောက်နေရဘလောက်ကြပြီလဲတပန်းလောက်တော့ရှိပြီဗျမွေတော့လှုပ်နိုင်တယ်လူဗျကိုတာတရဲ့ဟိုတနေ့ရတယ်ကျုပ်တို့ရွာသားဥပွားကြီးပိုးတိပါရောလားအဲ့ဒီစရာကြွလာပြီးတော့မွေကိုက်တဲ့ခြေထောက်အောက်မှာမျက်ပြောပတ်ခင်ခါမီအမိတ်ပြန်လိုက်တာကိုက်တဲ့မွေရောက်ကြီးရောက်လာပါရောဗျမင်းစိတ်တွေမင်းအကုတ်ပြန်ဆုပ်ယူသွားလို့စေရအမိတ်ပေးလိုက်တော့မွေရောက်ကြီးကသူ့အဆွေရာကနေအကုတ်ဆုပ်ယူပြီးမျက်ပြောဖက်ပေါ်အန်ချတယ်တဲ့ဗျ ဥပွားရင်လည်းအခုထိဘာမှမဖြစ်တော့ဘူး။ရာထဲပြန်ဆင်းနိုင်နေပြီဗျ။အင်းမင်းရဲ့ဆရာကအထက်လန်းဆရာတော့မဟုတ်လောက်ဘူးကြောက်နေရ။အောက်လန်းမဲဖြစ်နေမယ်။နောက်ထပ်လည်းမင်းတို့ရွာသားတွေငွေကြေးခံရနိုင်သေးတယ်။ဗျာ။ဘာဖြစ်လို့လဲကိုတာတည်းရဲ့။အဲ့ဒီမွေကိုသူကိုရာအကိုက်ခံပြီးတော့သူပဲအဲ့ဒီမွေကိုခေါ်ပြီးအစိတ်ထုတ်ခိုင်းနဲ့ချက်ချင်းနမဲကြီးရဲ့နှီးပေါ်ကွ။ဟာကျုပ်တို့ကိုတာတည်းတွေးသလိုမတွေးမိပါဗျာ။ဒါကြောင့်လည်းခမည်းတော်အားကိုးတာဗျာ။ ခမားကတော့ဘဟုတုတများတဲ့သူဆိုတော့ကျုပ်ကတိထားရလေ။အေးပြောပါဦးကြောင်နေရ။အခုလာတဲ့ကိစ္စဒီလူကြောင်ပြောရုံပဲလား။ဒီလိုလဲမဟုတ်သေးဘူးဗျ။အဲဒီစင်ဟာမနဲ့ရောနေနဲ့ရောဖုန်ကြီးဆိုးကက်တယ်လို့ကျုပ်တို့ရွာသားတွေကကျွေးမွေးပူဇော်နေကြတာ။ဒီစရာညစာတော့မစားဘူးဗျ။သူကကိုးပါးတိထားတဲ့နေရဆိုပဲ။အင်းအောင်လဲစီရီကိုတော့တတိထားရမယ်ကြောင့်လေစိတ်ချလို့မရအောင်နော်အဲ့ဒါကိုကြုံပြောနေတာဗျကျုပ်တို့ရော အကြီးမဝဲရဲ့တမီပေါ့ဆာမောက်ကိုတာတေသိရမလားပေါ့ဆာမောက်ကိုသိရဘောကြောင့်နေရဲ့မင်းတို့ရွာအောင်ငါလာတိုင်းချီနေကြခလေးမနေပဲဟာဟုတ်ပါကိုတာတေအဲ့ဒီပေါ့ဆာမောက်အခုအပြိုးကြီးဖာဖာဖြစ်နေပြီဗျရုံလေးရလည်းရှိရဲ့ကိုလိုကိုရီးယားလည်းထွားထွားကြိုင်ကြိုင်ဗျအေးအဲ့ဒါဘာဖြစ်လို့တော့ကြောင့်နေရဲ့အဲ့ဒီဆရာကပေါ့ဆာမောက်ကိုတွေ့တော့အတင်းရောတော့တာပဲကျုံးမီကအချင်းနေရင်းပြီးတော့ပေါ့ဆာမောက်ကိုကျုပ်တို့အေခေါ်ထားရတယ်ဗျပေါ့ဆာမောက်အမေမီးတော်သေးတာဦး အရင်မှတ်ဝက်မှာအမေတူမှာနှစ်ဝန်းခွဲ့လေ။ဩဒီလိုလား။အဲ့ဒါကြောင့်ငါပြောတာဒီအောင်လန်းစရာတွေမှာလူကိုကောင်းကျိုးပေးနိုင်မဲ့ပညာမရှိဘူးကွ။ဒုက္ခပေးနိုင်တဲ့ပညာပဲရှိရ။အခုတော့ရွာသားတွေနဲ့နည်းနည်းရောတတိထားနေကြပြီပြို့။နေပါဦးကွ။တာထက်ဒီစရာကဘယ်ကနေလာတာတော့။ရံကဝါလို့ပြောတယ်ဗျ။ဘမပဲဗျ။အသားဖြူဖြူရုပ်ချော်ချော်ပဲ။မသိတာမသိရင်တော့သူ့ကိုဘလို့မှအောင်လန်းစရာလို့ထင်စရာမရှိပါဘူးဗျာ။ဟွန်း ဟုတ်လားကွသူပြောတာကတော့သူဟာအတိတ်ထန်ခြင်းစဉ်တစ်ခုကိုလိုက်နေရတယ်ဗျသူချင်းစဉ်မှာပါတဲ့အရက်ဒေသတွေကိုမရရအောင်ရှောက်ပေးပြီးချင်းစဉ်လုံးရတာဆိုပဲအော်သူချင်းစဉ်ကဘာချင်းစဉ်လို့ပြောတာလို့ကြောင်းနေရဲ့သူပြောတာကတော့သူဟာကုံကြီးကိုကုံးနဲ့အောင်မြင်ပြီးပြီရဲ့နေရဲကိုပင်နဲ့အောင်မြင်ပြီးရဲ့အခုချင်းတာနောက်ဆုံးအဆင့်နဲ့ဗျကိုချင်းချင်းစဉ်နဲ့တင်းကြိုင်ကိုကူပြေအောင်သွားပြီးတော့တင်းကြိုင်ထဲမှာမြေချင်းတူပြီးချင်းရတာလေဗျ အတိတ်တန်အောင်ရင်မြေဖို့ထားတဲ့ကျင်းကြီးကနေအလိုလိုပွင့်ထွက်လာတာလေဗျဟာတဲဟုတ်ပါလားကွအဲ့ဒါသူရှေ့ချင်းအောင်မိသားလေဗျအခုဗံမွေးကုန်းတင်ကြရသူ့ဆာညိုးမှာပါတဲ့နောက်ဆုံးတင်ကြိုင်နဲ့ဒီချင်းအောင်ရင်သူဟာကိုချင်းအောင်နဲ့ကိုတင်ချိုင်းကဝေဖြစ်ပြီဆိုပဲဗျကြောက်စရာလူပါလားကွကိုတင်ချိုင်းကဝေဖြစ်ဘာတွေဖြစ်မှာတော့ကွသူပြောတာကတော့ကဝေတကာရဲ့အချုပ်ကြီးဖြစ်မှာဆိုပဲသူလက်ညုံကရေဖြစ်ပြီလို့ပြောတာပဲ ကျုပ်တော့တိတ်နားမလဲပါဘူး။ဒီလိုကကဝေအစ်စ်ပဲကွာ။အခုကျုပ်တီကိုလာတာအကြောင်းရှိရဲ့ဗျာကိုတာတီကအဲ့ဒီဆရာကပြောတယ်။ "तू အခုလာမဲ့လမ်းကွယ်ညာမှာနောက်ဆုံးချင်းဝင်ရမယ်တဲ့။အဲ့ဒါသူ့ကို၄000ပဲလေမြေချင်းတစ်ချင်းတင်းကြန်ကုန်းထဲမှာတူပေးကြပါတဲ့။ပြီးရင် तू ကကျင်းထဲဝင်မယ်။ तू ကျင့်စဉ်ကိုကျင့်မယ်။ညတကောင်ရန်တီတီမှာသူ့ကိုဆေးလုံးပေါက်ပေးရမယ်တဲ့။အဲ့ဒီချိန်မှာအနှောင့်ယှက်ရမျိုးစုံလာနိုင်နေဆိုပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီချင်းဟာသူ့အတွက်ကိုကြီးမြောင်ဖြစ်နေလို့တဲ့ ကိုသိန်းချိုင်းကဝေဖြစ်တော့မှာမို့လို့အဖျက်စီးတွေကအများကြီးကြုံပါတယ်ဗျ။အဲ့ဒါတတ္တိကောင်နဲ့လူတယောက်ရှာပေးပါတယ်။ဩဒီလိုအဲ့ဒီတော့ကျောက်ထိုးရွာသားတွေကကိုတာတီအကြောင်းနဲ့ပြောပြကြတာပေါ့။အဲ့ဒီမှာလေအဲ့ဒီဆရာကကိုတာတီကိုအကူအညီတောင်းပေးဖို့ပြောတော့တာပဲ။ငွေကြေးအလိုရှိရင်လူတန်းတော့သူ့ပေးပါမယ်လေဗျ။ကျောက်တီကငါဒီလိုမျိုးကိုဝေတယောက်ကိုမကူညီချင်ဘူးကွ။ကျောက်လည်းဒီလိုပါပဲ။ဒါပေမဲ့ဒီလူကိစ္စမြန်မြန်ပြီးသွားပြီးတော့ ကျို့တို့ရွာမြ мян ထွက်သွားစေခြင်းနေရဗျ။ကြာရင်တခြားလူနဲ့ဘာမှမဖြစ်ဘူး။ကျုံနဲ့ပဲဖြစ်လိမ့်မယ်။ကျုံကတော့ကိုဝေးတွေပါရင်နားမလည်ဘူးကိုတာတေ။ကိုင်းခုတ်တာနဲ့ကျွေးလို့မှာပဲ။ကျုံတာနဲ့တွေးလို့ကတော့ခေါင်းတခြားကိုတခြားဖြစ်သွားစေရမယ်။ကျုံတက်ပြင်းချမိလိုက်တယ်။စဉ်းစားပါဗျာ။ဖြစ်နိုင်ကူညီပါကိုတာတေရ။အဲဒီညကျရင်ကျုံပါလိုက်မှာပါ။ပြီးတော့ကျုံညလိုက်သွေးထားတဲ့ကျုံရဲ့ကိုင်းခုတ်တာကြီးလည်းယူလာမှာ။ကိုတာတေကိုဒီလိုတစ်ခုခုလှုပ်လို့ကတော့ကျုံတာနဲ့ပြေးပိုက်ချလိုက်ပြီးသားပဲ။ ကျောင်းကျောင်းညီကိုလှဲ့ကြည့်မိလိုက်တဲ့ပြောဟန်ကြီးကျောင်းညီပြောသလိုပဲရွာလူတွေကိုဒုက္ခပေးမှဆိုးရတယ်အထူးသဖြင့်တော့မိကလေးတွေကိုပေါ့ဗျဒီလူတွေမှာဆေးဝါးအဆုံရှိရဲ့တကယ်ဆွမ်းတဲ့ကဝေမန်ရင်တို့စီတို့ဘာလို့အာကြီးဆွမ်းတာဆိုပဲကျောင်းစီအာကြီးဦးနှုတ်ဖကျုပ်ကိုပြောပြဘူးတယ်ကဲကွာကျောင်းညီငါလုပ်ပေးမယ်အရင်ညဆေးလုံးပေါက်တဲ့ကိစ္စကိုငါတာဝန်ယူတယ်ဟန်ကြပြီကိုတာတီအားအရင်ညဒီလူနဲ့ကျုပ်တို့ညီကိုလိုက်သွားမယ်ဗျအချိန်နေမှန်ရင်တော့ ဒီလူကိုကြုတ်ထားနဲ့ပြေးပိုင်းလိုက်မယ်ဗျာဟာမလာရပါဘူးကွာငါတယောက်တည်းလာရဲပါတယ်ဒါဆိုရင်လာခွေနေညနေကိုရောက်လာခဲ့ကိုတာတရအေးပါအိနေညနေ၄နာရီလောက်ငါအရောက်လာခဲ့မယ်မင်းတို့ဆရာဟောတာတည်တည်ချာချာပြောထားပါငါဆက်ဆက်လာခဲ့မယ်လို့ဩဒါတက်အိဆရာနဲ့မရဘူးတဲ့တော့တောင်စင်းကကိုတက်ခါရယ်ဗျဩကိုတက်ခါပေါ့အေးပါဗျဒါဆိုရင်ကြုတ်လေစောစောပြန်ရတာပေါ့ကိုတာတရမပြန်နဲ့ဦးကွာ မင်းတမင်းမစားပဲပြန်သွားအမိစိတ်ဆိုးလိမ့်မယ်။တမင်းဥဝါစာတရေတမောအိပ်ပြီးညနေမှပြန်ကွာကြောက်နေရ။အဲ့ဗျာပြောရေးဆိုရင်အရင်ငွေစိန်နာဝသားတွေဆွဲပြီးပြန်လာနေပြီပြို့။အေးအဲ့ဒါကြောင့်ငါပြောတာကွ။အိနီကကြောက်နေအိမ်မှာပဲတမင်းစားတယ်။ကျုံးမရဝသားချက်လှုပ်ကောင်းတာဗျ။ကျုံးစုရဲကောင်းလည်းအထူးစမ်းတွေရမယ်ဆိုလို့ရှိရင်တိတ်စိတ်ဝင်စားလား။လားခွေနေရောက်တော့ပြင်တကြွကြွဖြစ်နေပြီ။ညနေ၃ချက်တီးတော့တည်း ကျုပ်တယောက်တည်းဗန်မွေးကုတ်ထွက်လာတာပြုအမေနဲ့အဖအကတော့ကျုပ်ဒီညာဗန်မွေးကုတ်မှာအိတ်မယ်လို့ပြောခဲ့တာပေါ့ဗန်မွေးကုတ်နဲ့ကျုပ်တို့ရွာကတ်နေရတယ်။နိုင်ဝဲလောင်ရှောင်းရရောက်တာပါပဲ။ကျုပ်ဗန်မွေးကုတ်ရောက်တော့အကြီးစိန်ကြီးတို့အိတ်ကိုတန်းပြီးလာခဲ့တယ်။ကျောင်းနေရလဲကျုပ်ကိုမျှော်နေရဗျ။ဟာကိုတာတိလာပြုကျုပ်မနဲ့တည်းကကိုတာတိကိုမျှော်နေရဗျ။ကိုတာတိကျုပ်ကိုမှတ်မိသေးလား။ဟဲ့ဒါဘသူရောကြောင့်နေ။ကိုတာတိမမှတ်မိဘူးမို့လား။ ပေါက်ဆမလေးကုတာတည်းဟဲ့ဒါပေါက်ဆမလားငါစိတ်တဲ့နင်းကိုပြစ်စီနေပဲမြည်နေရဟဲ့ဟာကုတာတည်းရောက်ပြီလားလာလာအကြီးကဒီမှာသမင်းနေဟင်းနေအစင်သိအောင်ချက်ထားတာစားရမှာပေါ့အကြီးရဲ့ဒါတက်အကြီးနေကောင်းရဲ့လားကောင်းပါလေဟိုတလုံးကတော့ဖျားလိုက်တာတော်တော်ခံလိုက်ရတာတာတည်းရဲ့ခုတော့ကောင်းသွားပါပြီကုတာတည်းရွာလေးကကိုအောင်မော်ကြီးတော့ဆရာကုတက်ခါအတွက်မြေကြီးတစ်ခုတူးနေကြတာပြီးသွားလို့ခုနကပဲပြန်လာကြတယ်ဗျ ကိုတာတေရောက်ပြီလားတော့မေးသွားသေးတယ်။อืมဒါဆိုရင်ဒီစီကဒီညလုံးမှာတေးကြတာပေါ့။တေးကြတယ်ဗျ။ကိုတာတေသူ့ကိုလာပြီးကူညီပေးမယ်ဆိုလို့ဝမ်းသာနေရ။ဒီညတော့ကျုပ်အောင်မြင်ပြီလို့ကိုတက်ခါတဖွာဖွာပြောနေတာ။ဟုတ်လား။ဒါဆိုရင်ငါသူနဲ့တွားတွေ့လိုက်မယ်လေ။ဒါမှသူလည်းစိတ်အေးအေးသွားမှာပေါ့ကွာ။သွားမယ်လေကိုတာတေ။ကျုံနဲ့ကြောင့်နေရွာထဲကိုရှောင်လာခဲ့တယ်။ဗန်မွေကောင်ကလူချမ်းသာတယောက်ဖြစ်တဲ့ဦးကျဖားရဲ့အိမ်မှာဆရာကိုတက်ခါတဲတယ်။ ဆီယာကိုတက်ခါကတဲတယ်ဆိုပေမဲ့ဦးချက်ဖအတင်းကိုခေါ်ထားတာပါဦးချက်ဖရဲ့အိမ်ဝါရတတော်ကိုကျဲတာအိမ်ကြီးကလည်းကျုံးဝင်ကြီးခေါင်းတစ်ခုထုတ်လို့ရင်းနှံတော်မှောင်းနေအောင်တုတ်ထားတာကျုံတို့ရောက်တော့အိမ်ကြီးရဲ့ဖခင်ခန့်မှာလူတွေအုပ်လို့ပြခေါင်းရင်းမှာအကြနာထိုင်နေတဲ့သူကိုကျုံတစ်ချက်အကဲခတ်ကြည့်လိုက်တယ်လူကတော့လူပုံကျော်ပြအသားဖြူဖြူပိမိပါပါမျက်လုံးမျက်ဖန်လည်းကောင်းကောင်းပဲဒါပေမဲ့လက်တွေချီမှာတော့ဆေးတွေထိုးထားတာပြုတ်အင်းခွက်တွေထင်ပါရဲ့ ဟာတာတေရောက်လာပြီဟဲ့လာကွာတာတေကမင်းတို့ဒိုးစီအားမျှော်နေရလာလာဒီရှိ့ကိုလာဦးချက်ဖာကြီးကကျုပ်ကိုမြင်တော့ဝမ်းသာအားရလှမ်းပြောလိုက်ကြအူဆရာကိုတက်ခါကျုပ်ကိုဆက်ခနဲ့လှမ်းကြည့်ရဲ့ဗျပြီးတော့ချက်ချင်းကိုပြုံးသွားတာပြို့မောင်တာတေရောက်ပြီယကျုပ်ကိစ္စအောင်ပြီပေါ့အောင်ပြီပေါ့ဗျာကျုပ်အနာရောက်တော့ဆရာကိုတက်ခါကျုပ်ကိုပြုံးပြုံးကြည့်ကြည့်ရဲ့ဗျမောင်တာတေဆရာကိုအခုလိုလာပြီးပါရမီဖြည့်ပြီးရဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့ပါဆရာ။ဆရာပါရမီကိုကျောက်ဖြည့်ပါမယ်။အေးတခုတော့ဆရာပြောချင်တယ်။ဆရာတို့ပညာစခန်းမှာအတန်းနဲ့ရင်းပြီးတက်ခဲရတာတွေကြီးပဲ။ဆရာဆိုရင်လူတကာအောင်းနိုင်ခဲ့တဲ့နယ်ရဲဆောက်တဲ့အပင်ကြီးကိုပင်နဲ့အောင်းခဲ့ပြီးပြီ။ကုံကြီးကိုကုန်းလည်းအောင်းခဲ့ပြီးရှို့ကြီးကိုရှို့လည်းအောင်းခဲ့ပြီးပြီးတော့အမြင့်ဆုံးဖြစ်တဲ့ရှစ်တင်းညာရှစ်ကျင်းထွက်ခဲ့ပြီးကွဒီတကျင်းထွက်ရင်ကိုကျင်းထွက်ပြီးပေါ်မောင်တာတည်း ဒါဟာနောက်ဆုံးကျင်းမယ်ကွဒီတော့ဆရာအတွက်တည်ရရှင်ရေးပါပဲဟုတ်ကဲ့ပါဆရာကျုပ်ကတော့ဘာပဲရင်ဆိုင်ရရင်ဆိုင်ရမမှုပါဘူးဗျအေးအဲ့ဒီကိစ္စကိုပြောရအောင်မဲမောင်တာတရဲ့ကျုပ်ရဲ့နောက်ဆုံးစိတ်ကိုကြည့်ထွက်တဲ့ပွဲမှာအပြည့်အစည်းရတော့တော်တော်များများကိုကျုပ်ရမှာအဲ့ဒါမောင်တာတအပေါ်မှာကျုပ်အသက်မူတည်နေတယ်ဗျာဘလို့ကြောက်လဲဆရာဒီလိုလေးမောင်တာတရဲ့မောင်တာတရဲ့ကျုပ်ကိုဆေးလုံးပေါက်ပေးရမှာနိမောင်တာတသား စေးသုံးလုံးကိုပြည့်အောင်မပေါက်နိုင်ကျုပ်တော့သွားရောကွဒီအတွက်တော့နည်းနည်းမှမပူနေစီရကျုပ်အားရှိလိုက်တာမောက်တာတည်းရဲ့အနောက်ရှက်တရားမောက်တာတည်းစေးသုံးလုံးပြည့်အောင်မမပေါက်နိုင်အောင်နှောက်ရှက်ကြမှာတည်ကြရဲကွဟူကြိုက်တဲ့လောက်နှောက်ရှက်ပါစေကျုပ်စေးသုံးလုံးပြည့်အောင်ပေါက်ပေးပါမယ်ကဲကျုပ်စိတ်ချပြီဗျာကဲမောက်တာတည်းကျုပ်ကိုမေးစရာရှိရမေးပါတခြားတော့မေးစရာမရှိပါဘူးစရာဒီပညာတွေကဘလောက်အစွမ်းထက်တယ်ဆိုတာသိကျင်တာပါစီအား ကျုပ်ကဆရာကိုတခါအောင်မေးလိုက်တော့ဝိုင်းအုပ်ကြီးနေတဲ့လူတွေကကျုပ်ကိုလှည့်ကြည့်ကြတယ်။မောင်တာတွေသိကျင်တာကိုဆရာဖြေပါမယ်။ဒါပေမဲ့ပါးစပ်နေတော့မဟုတ်ဘူး။လက်တွေ့ပေါ့။ကဲကိုကျက်ဖာကြီးခင်ဗျားလဲဆရာနဲ့တနေ့ကုန်စကားထိုင်ပြောနေရကြားလာပြီ။စရောပေါ့။ခေါဆွဲကြော်နဲ့ကရင်ဆိုရာလေးမတောက်ချင်ဘူးလား။ဦးကျက်ဖာကြီးကဘာမှမပြောပဲရှိနေရဲ့ဗျ။ကဲပြောဗျာ။စားကျင်သလားမစားကျင်ဘူးလား။ဟာစားကျင်တာပေါ့ဆရာရဲ့။ကဲကဲ။ စားချင်စားရမှာပေါ့ကွ။ဆရာကူတခါလေးကိုသုံးချက်ချုံလိုက်တယ်။ပြီးတော့လဝါဖြန့်ထားလိုက်တယ်။ဟာကျုပ်ကဝိုင်းရော်နေရဲ့လူတွေရောဟာကနေဖြစ်သွားကြတာ။ဆရာကူတခါရဲ့ဖြန့်ထားတဲ့လဝါပေါ်မှာခေါက်ဆွဲကြောင်ထုံကြီးပြတ်တည်တည်ချာချာကျိုးနဲ့စီးထားတာ။ဒါအပိတ်ဆိုင်ရကြော်တဲ့လက်ရမဟုတ်ဘူးဗျ။ကဲရော့ကိုချက်ဖားကြီးဖြီးပြီးစားဗျာ။ဦးချက်ဖားကြီးကခေါက်ဆွဲကြောင်ထုပ်ကိုယူပြီးဖြီးရဲ။ဟိုမွေးကြိုင်နေရပြု။ အငွေရလည်းတထောင်းထောင်းနေဗျ။ဟာခေါင်းဆွဲကြော်စားဖို့တူမမပါလား။နေုံနေုံဆရာတောင်းပေးမယ်။ပြပြောဆူဆူလက်ဝါးအောင်ပြန်ပြီးတော့ရှူကနေလေးချိုးလိုက်တာဗျ။ဟာတူနီနီနဲ့တစုံဆရာကိုတကားလက်ထဲရောက်နေပြီဗျ။ကဲရော့စားတူနဲ့အားရပါရစမ်း။ဦးကျဖာတူကိုရိုရိုတေတေလမ်းယူပြီးခေါင်းဆဲကြော်စားတော့တာပြု။အော်ရေစာပြေတာဖို့ခရင်ဆော်တာအေးအေးလေးမှအောင်ပါပဲ။ဆရာကုတ္တခလီယိုဇက်တိုက်ချုံပြီ လေယမ်းမှလှမ်းဖမ်းလိုက်တယ်ဗျ။ဟာအလုံးကဟာကနေဖြစ်ကြအောင်ခရစ်ဆိုရာပလင်းမြဆရာကိုတကားလက်ထဲမှာကင်ထားရလေ။အေးဆက်နေရပုံပဲ။မလေးနဲ့ယမ်းမှရေဆက်လေးတွေရောင်းတီးနေတာ။ကဲဖောက်တန်တော့မရှိဘူးဗျ။ကြည်တာဖောက်ကြပြီးတော့ပေးစရာကျုပ်ဖောက်ပေးမယ်။အဲဒီလိုကိုပိုင်ပုံကြီးဆိုတဲ့လူကပြောပြရနဲ့ဆရာလက်ထဲကခရစ်ဆိုရာပလင်းကိုယူပြီးတောသားပြီးပြီးပဇက်နဲ့အကပ်ပြီးအဖိုးကိုဖွင့်လိုက်တာပြုတ်။ဦးချက်ဖာကြီးကတော့ကြိတ်နေကြတာပဲ။ ဗမေကုန်းရသွားရင်ကတော့ဆရာကိုတက်ခါကိုလက်ခုပ်လေးတွေလက်အုပ်လေးတွေချီလို့ပေါ့ဗျအဲ့ဟာမျိုးပေါ့အမောင်တာတည်းရဲ့ဒါရီလာဆိုတော့ဒါကအကင်းလေးလောက်ပြတာပါအခုဒီညကိုချင်းအောင်သွားရင်ကျုပ်ကိုလည်းဖြောင်းနိုင်ပြီတခြားအစွမ်းတွေလည်းအများကြီးရလာမှာဒီစမ်းတွေရောရအောင်ဆရာတို့ကြင့်ကြံရတာ ਉਹ ဟုတ်ပါတယ်မောင်တာတည်းကျုပ်ကိုဒီညစေးသုံးလုံးပြည့်အောင်ပေါက်ပြီးရောက်ွက်စိတ်ချပါတော့စီယာဒါဆိုရင်မောင်တာတိ9နိုင်မထိုးခင်အရောက်လာကွာ ရောက်ပါလေစီကကြုံရအောင်လာမှာပါအေးအေးဒါဆိုရင်မောင်တာတီသွားစရာရှိရသွားပါဘာပဲဖြစ်ဖြစ်ကြုံကတော့လှုပ်ပေးမယ်ဆိုတာရှိအောင်လှုပ်ပေးမယ်သူပဲလေကြုံနဲ့ကြောင်းနေအိပ်ပြန်လာပြီးထမင်းစားကြတယ်ပြီးတော့ငကားစေးပေါ်လေးလေးမိညိပြီးဖြွားနေကြတာအီးမက်ဆေ့ချ်ကြီးနဲ့လည်းစကားစမြည်ပြောကြတယ်ညာမူးကျုံလို့တော်တော်ကြတော့ဗန်မွေးကုန်းကလူငယ်တယောက်ရောက်လာပါတယ်ကိုကြီးတတဲ့ဦးချက်ဖာကြီးတို့ဆရာတို့တင်းချိုင်းနဲ့တွားကြပြီဗျကျုပ်ကိုပြောခိုင်းလို့လာပြောတာပါဆရာစီးချမှမှုစွန်းစွန်းသွားတာနဲ့ အေးအေးပေါင်းစမင်းသွားတော့ငါနဲ့ကိုတာတိန်နဲ့ကိုနိုင်မထိုးခင်ရောက်လာမှာဟုတ်ကဲ့ဟုတ်ကဲ့ပေါင်းစားဆိုတဲ့ကောင်ကသူ့တာဝန်ပြီးပြီမို့ခတ်တုံးတုံးထွက်သွားတယ်ဗျညာရှင်းနိုင်ကြတော့ကြောင်းနေနဲ့ကျုံနဲ့ရွာပြင်ထွက်ခဲ့ကြတယ်ကြေရောင်မဲ့ရှိရဲ့ညာမလို့မှောင်ထဲမှာပဲတင်းကြားဘက်ကိုလာခဲ့ကြတယ်ကျုပ်တို့တင်းကြားကုန်းထဲရောက်တော့ရှင်းနိုင်ခွဲပဲရှိပါသေးရဲ့ဇေယျပေါ်မှာဆရာကုတ္တခါဆေးလိုက်နေဖွာလို့ဗျရွာသားတွေကတော့သူ့ရှိမှကြုတ်ကြုတ်လေးတွေထိုင်လို့ပေါ့လေကျုပ်တို့လှည့်ကြည့်ကြတယ် ရာမောက်တာတည်းမင်းတို့ဆရာမှားစရာမှားရတော့မယ်ကျုပ်ကဆရာကိုတက်ခါစီသွားတယ်ဒီမှာမောက်တာတည်းကိုဆေးသုံးလို့အပ်ပြီးကျုပ်ကကျင်းနေရနေပထမဆေးပြစ်တော့ဆိုရင် ဟောရီအသေးဆုံးအလုံးလေးကျင်းနေပြစ်လိုက်ပြီးတော့ခဏကြာတော့မှကျုပ်ကဒုတိယဆေးပြစ်လို့អော်လာရင်ဟောရီအလုံးအလက်ကိုပြစ်ပြီးတော့ခဏကြာရင် တတိယဆေးလို့ကျုပ်ကကျင်းနေရအောင်မယ်မောက်တာတည်းကဟောရီ အကြီးဆုံးဆေးကိုပြစ်ပြီးတော့မောင်တာတီမှတ်ထားမှာတတိယပြစ်ပြီးရနဲ့ ဟော်ရီဇီယက်ပေါ်ပြေးပြီးတော့ဟုတ်ကဲ့ပါဆရာကျုပ်ကသူတို့တူးထားတဲ့ဂျင်းကိုလှမ်းကြည့်ရဲ့ဗျဇီယက်ရဲ့တောင်ဘက်မှာ၄တောင်ကျဲတဲ့ဂျင်းဗျအနံလဲ၄တောင်လို့ပြောတယ်ဇီယက်နဲ့တော့ခြေလမ်း၂၀လောက်တော့ဝေးမှာဗျကျုပ်ကတတိယစီပေါက်ပြီးရနဲ့ဇီယက်ကိုပြေးတက်ရမှာဆိုတော့တည်တည်ချာချာကြည့်ရတာပေါ့ဒါပေမဲ့ကြောက်နေရို့အိမ်ကနေထွက်ခံပြီးမှဆရာကြီးဦးနှုံဖပေးခဲ့တဲ့မြက်ကွင်းစေးတော့ကိုကြောက်ပြင်ဖေးမှသွေးပြီးလိမ့်လာတာရွာလာကလေးကကျုံမှာပလာပြီးသား ပြီးတော့ဆရာကြီးကျုပ်ကိုပေးသွားတဲ့တစ်ဆုံဆေးတောင်လည်းကျုပ်ရဲ့ထင်မှပါလာတယ်။ကျုံလည်းကျုပ်ကိုကျုပ်ကာကွယ်ရမှာပေါ့ဗျ။ကိုနိုင်ထိုးကန်နေရောဆရာကိုတက်ခါကျင်းထဲဝင်သွားတယ်ပြို့။ကျင်းရောက်မှာကဖြာလေးတစ်ချက်ခင်းထားတယ်။သူကျင်းထဲဝင်သွားတဲ့ကျုပ်တင်ပြင်ဆင်ထားကြတဲ့အတိုင်းကျင်းပေါ်မှာပြင်ချက်တွေဖုတ်လိုက်တယ်။ပြင်ချက်တွေကိုစိနေအောင်စီရဗျ။ပြီးတော့အပေါ်ကမြေတွေအုပ်လိုက်တယ်။မသိရင်လူတွေမြုပ်ပြီးအပေါ်ကမြေပုံလေးလှုပ်ထားတယ်လို့ပေါ့။ကိစ္စပြီးတော့အားလုံးဇေယျပေါ်တက်သွားကြပြီ။ကျုပ်တယောက်တည်း ကျင်းပေးမှာကြံ့နေရတာပေါ့ကျောက်ကပဝင်းချင်းကိုအကဲခတ်လိုက်တယ်ဗျအနာကမကြီးပင်ကြီးတွေပေါ်မှာရှာတွဲလောင်းကြီးရဲ့နဲ့နှစ်ကောက်ထိုင်နေရနည်းတဲ့ကောင်ကြီးမဟုတ်ဘူးလပိတ်ရဲ့ပကံလုံးလောင်းရှိရဲ့မျက်လုံးနေရင်းနဲ့ကျုပ်ကိုစိုက်ကြည့်နေရတနအိကြောကြောလောင်းရှိလာပြီဗျဆရာကိုတက်ခါစီကဘာတမ်းမှအောင်မကြသေးဘူးကျုပ်တော်ဒီဆရာကိုစိုးရိမ်လာမိရဲ့နောက်တနအိဝက်လောက်ကြတော့အော်တန်ကြီးထွက်လာတယ်နေကြီးနေရအတန်ဆိုတော့အတန်ခတ်အုပ်အုပ်ကြီးပထမဆေးပေါက်တော့တာတယ်ကဲ ပြစ်ပြီပြုတ်ပြစ်ပြီဟာဇေယျဘော်ဟာလူတွေလမ်းအော်တဲ့တန်ကိုကြားရတယ်ဗျကျုပ်လည်းနင်းနေရောလန့်သွားတာပေါ့စေလုံးနဲ့ကြင်းမောင်းပြစ်လိုက်ရောကြင်းနေရဝုန်းဆိုတဲ့အတန်ကြီးထွက်လာပြီးတော့မိခိုးတွေအလုံးလောက်တက်လာတာပြုတ်ခဏနေတော့ပြန်ငိတ်သွားတယ်ဗျကျုပ်လည်းဘေးဘီကိုကြည့်ထားရတာပေါ့ကျုပ်ကမျက်ကွင်းစင်းကွင်းထားတယ်ဆိုတော့နာနာပါပါရီကိုမြင်နေရတာလေဒါဟုတ်ကျုပ်ကလည်းဘသူမှတိကြတာမဟုတ်ဘူးလေနောက်ထပ်တနားရီလောက်ကိုကြာသွားတာပြုတ်တာတေးစေးပြစ်တော့ ဆရာကိုတခါရဲ့အတန်ကြီးကဒီတခါအကျယ်ကြီးထွက်လာလားပြစ်ပြီကြုတ်ပြစ်လာပြီအသင်းကင်ထားတဲ့ဒုတိယစီကိုကြုတ်ပြစ်ထည့်လိုက်တယ်ကြုတ်တောင်နောက်ကိုခြေတလန်းဆုပ်လိုက်တယ်ကျင်းနေရဝုံးစုတဲ့အတန်ကြီးနဲ့အတူတူမီးတောင်ကြီးတစ်ခုမှကျင်းမော်ကိုထွက်လာတာမျိုးဇေယဘောကလူရဲ့ဒီတခါတော့တတော်ကိုလန့်သွားတယ်ဟဲ့ကောင်တုတ်ပေါ်မပြေးနဲ့အခုပြန်လာဘာမှန်းလို့လဲစီးပေါက်သွားမယ်သိလားဇေယဘောမှာတော့တတော်ကိုရုပ်ရုပ်တဲတဲဖြစ်သွားတယ်ကြုတ်လေတင်းကြအနံ့လိုက်ကြည့်ရတာပေါ့ ဘာမှတော့ထူးခြားတာမတွေ့ဘူးဗျပြန်ငြိမ်သွားတယ်ကျောက်လည်းအရေးကြီးဆုံးဆိုတော့တတိယစီကိုအသင့်ကင်ထားတယ်အလိုမဖဲဝါကြီးရောက်လာပါလားကျောက်ဘေးကိုတစ်ချက်လှည့်အကြည့်မှာအရေးစနက်ပေးလောင်းမြင့်နဲ့မဖဲဝါကြီးကအုတ်ကူတွေကြားမှာမမအီးရက်ပြီးမြေချင်းကိုတလဲကျောက်ကိုတလဲကြည့်နေရဲ့ဗျဒါကြီးတို့များဇရက်ပေါ်ကလူတွေမြင်ရင်ရုပ်ရုပ်တဲတဲဖြစ်ပြီးပြေးရဲလူပြေးယူရဲလူယူသွားမှတေးကြတယ်အဲဒီကောင်ကသူများပြစ်စီခိုးတယ် သူများသားသမီးကိုကျူးလွန်နေကံကြိုးကံမအကောင်ကိုကြီးအောင်သွားရင်လူတွေဒုက္ခရောက်နိုင်မယ်ပြက်အောင်ဖျက်ကြဖះရည်တစ်ပင့်မောအကောင်နေခုံစင်းနေပြီပြုတ်ကျုံလဲအိတ်တဲရတစ်ဆုံးစေးရကိုထပ်ပြီးလောက်လက်ထဲမှာဆုပ်ထားလိုက်တယ်ဟောအကောင်ကြီးရဲ့နောက်ဆုပ်ကုန်ပြီပြုတ်တော်တော်ဟိုဆွမ်းနဲ့စေးတော်ပဲဗျအနားကိုကတ်ကိုမကတ်ရဲတော့လားမဖဲဝါကြီးအကျုပ်ကိုမျက်တောင်နေနဲ့ကြည်နေတယ်သူကိုယ်ရိုင်းလဲကျုံနာကိုကတ်လို့ရဖို့မပေါ်ဘူး ကျုပ်ဖြင့်ဆရာကြီးဆိုင်တို့ဖောက်ကျေးဇူးတင်လိုက်တာဗျာကျုံနာကိုကတ်လို့မရတော့မဖဲပါသပင်ဖားလျားကြီးနဲ့ကောင်းကင်ကိုမော့ကြည့်ရဲ့ဗျာသူ့လက်ကြီးနှစ်ဖက်ကိုလည်းအပေါ်မြောက်ပြီးဝှေ့ရမ်းနေရဲ့ဒီတုံးမှပဲတာတင်ဆေးပြစ်တော့အတန်နဲ့ကြီးနေပြုတ်ကြီးနေရဆရာကိုတခေါင်းអော်လိုက်တယ်ကျုံမဖဲဝါကိုတစ်ချက်ဆောင်းကြည့်ပြီးတတိယဆေးကိုကျင်းနဲ့ထည့်ပြလိုက်တယ်ပြစ်ပြီးရနဲ့ဆရာကိုတခေါင်းမှာတဲ့အတိုင်းဇေယျဘော်ကိုတစ်ချက်တည်းစုပြေးရတော့တာဒီအတန်ရတစ်ချက်တည်းမဟုတ်ဘူး တုံးချက်စစ်ပြီးမြင်သွားတာကျုပ်စီရဲ့ပုံကိုရောက်တော့နောက်ကိုချက်ချင်းလှဲကြည့်ရဲ့ဟာကျုပ်ရောင်တော်အော်မိလိုက်တယ်ဗျမဖဲဝါကြီးရောသူ့ကောင်ကြီးရဲ့ပါကျင်းနှောင်းကိုတိုးလာကြတာကျုပ်ပြည့်ကျင်းနေရဆရာကုတ္တခါကိုစိုးရိမ်လိုက်ကြဒီတုံးမှာပဲအေးအေးမဲမဲကြီးတခုထိုးကြလာတယ်မဖဲဝါကကောင်းကင်ကိုမောကြည့်ပြီးသူ့လက်ကြီးနှစ်ဖက်ကိုဝှေ့ယမ်းနေရဲ့ဗျဒါကိုကျုပ်တယောက်ထဲမြင်နေရလို့ပေါ့ကျန်တဲ့သူတွေသားမြင်မလွယ်ဘူးဟောထိုးကြလာတဲ့အေးအေးမဲကြီးကပုံမဲလာတယ်လို့ပဲ ဟာဘာကြီးလဲဟငှက်ကြီးထင်နေဟာငှက်လည်းမဟုတ်ဘူးဗျအတောင်မန်ကြီးအကြီးကြီးကိုဝယ်ပြီးစင်းလာတာပြို့တရေကြီးပဲဗျငှက်မဟုတ်ဘူးလက်ကလူလက်လိုပဲခေါင်းကသပင်ဖားလျာကြီးချလို့ဗျမျက်လုံးညကြီးတွေကပြူးထွက်နေပြီပါဇက်ကြီးတွေကအဆွဲဖူးဖေးကြီးတွေကအပြင်ကိုငေါထွက်နေရကိုချင်းအောင်တက်ခါတဲ့ဟိအဲ့ဒီချိန်မှာပဲကျင်းနေရဆရာကိုတက်ခါရဲ့ကျိုးဝါလိုက်တဲ့အတန်ကြီးကကျင်းပြင်ကိုဖောက်ထွက်လာတာပြို့ဟာ ကျင်းပေါ်မှာအုပ်ထားတဲ့မြေကြီးတွေရောပြင်ချက်တွေပါဖွာကနေလွင်းထွက်သွားတယ်။ထွက်လာပြီပြုဆရာကိုတက်ကကျင်းပေါ်ကိုမြောက်တက်သွားတာ။ကျင်းပေါ်ကို9000လောက်အထိကိုမြောက်တက်သွားတာ။ဟာငှက်လို့အကောင်ကြီးကကိုတက်ကကိုဖမ်းဆွဲလိုက်တာ။ဟမ်လက်ပင်းကိုလိမ်ချိုးလိုက်ပြီပြုဟာကြိုက်ပေါက်လိုက်တာဗျ။သွားပြီ။ဆရာကိုတက်ကစက်ကြီးကျိုးပြီးမြေကြီးကိုဘုံကနေနေရောက်ပြုတ်ကျသွားတာပြု။ဟာဆရာဆရာဆရာတရားလူတွေဝိုင်းအော်ကြတယ် တချို့ကဇီးရအောက်ကိုပြေးစီမယ်လို့လို့ကျုပ်ကအချိန်မီတားရတယ်။ဟဲ့ရက်တရားမအောင်မစင်းနဲ့တေးသွားလိုက်မယ်။ဒီရောမှကြောက်နဲ့မီကျုပ်ကိုအာကိုတကြီးနဲ့ကြည်ကြတယ်။မဖဲဝါကြီးကခေါင်းကြီးတငိမ့်ငိမ့်လုံနေရဲ့ဗျ။ပြီးတော့လက်ပြလိုက်တယ်။ညှန့်လို့အကောင်ကြီးကပြန်ထွက်သွားပြီးတခြားအကောင်ကြီးရဲ့လည်းလှည့်ထွက်သွားကြတယ်။ဟောသူပါတင်းဆိုင်နေရထွက်သွားပြီပြု။တင်းဆိုင်ကိုအဆက်လဲရအောင်မဖဲဝါကြီးပျောက်သွားရော။ကျုပ်လည်းကြက်တေးတင်းနေရနေ။ဟဲ့လူလေးဓမီပါရီထုတ်ကြ။ မိထိုဒီရောမှဓမီရေထုတ်ပြီးထိုးကြတာပေါ့ဗျအားလုံးမြေချင်းစီကိုပြေးကြတာပေါ့အပေါ်မှာခင်းထားတဲ့ပြင်ချက်တွေလည်းကျိုးပဲလို့ပေါ့ဗျမြေကြီးရေဖဲပစ်ပြီးပြင်ချက်တွေထုတ်လိုက်ကြတယ်သွားပြီဗျဆရာကိုတက်ခါရဲ့အလောင်းကြီးကမြေချင်းထဲမှာမှောက်ခုံကြီးဆက်ကြီးကလိန်ပြီးကျိုးနေတယ်မျက်နှာကြီးကကြောကုတ်ဘက်ကိုတောင်ရောက်နေရကျုပ်ကတော့အားလုံးရှိမှတောင်ဝင်ကြီးကြီးလှုပ်ပေးခဲ့တာမြင်ကြရပဲလေဖြစ်သွားတဲ့ကိစ္စကတော့ကျုပ်လည်းဘာတက်နိုင်ပါလဲ ဒါပေမဲ့ဒီအဖြစ်အပျက်ကိုမြင်လာရတာကြုတ်တရောက်သေးဗျ။အားလုံးကတော့ဆရာကိုတက်ကသူ့ဘာသာမြောက်တက်သွားပြီးပြန်ပြုတ်ကြရလဲလို့ပဲထင်ကြတာ။ညှင်းလို့မကောင်းဆိုပါကြီးကလေပင်ကိုလိမ့်ချိုးသွားတာကိုသူတို့တွေးမှမတွေးလိုက်တာ။ဆရာကိုတက်ကနောက်ဆုံးကြေးမအောင်လို့ထင်ကြေးပေးကြတာပေါ့။တကယ်ကကိုတက်ခါဆိုရဲလို့ကိုကြေးအောင်သွားတာဗျ။အောင်ပြီးမှသူ့ရဲ့တီလာမလုံးမှုကြောင့်အသက်ခံလိုက်ရတာ။ဒါကိုတီလာရတာကြုတ်တရောက်သေးပဲရှိရလေ။ အခုတော့ခမားမှာတိသွားပြီဗောဗျဟုတ်ကဲ့ပါရှင်စာရေးဆရာဓာတီရေးသားထားတဲ့ကိုတင်ချိုင်းကဝေးဆိုတဲ့ဇလန်းကတော့ဒီမှရင်းနဲ့ပြီးဆုံးပါပြီရှင်ဇလန်းလေးကိုအားပေးခဲ့လို့လဲပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်